အားလုံးပဲသခင်ယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်။ဒီမှာရှိတဲ့မိတ်ဆွေညီကိုမောင်နှမများအားလုံးကိုနှုတ်ကပတ်တော်လေးတစ်ပိုင်နဲ့ကျွန်တော်ခွားပေးချင်တာဖြစ်ပါတယ်။နှုတ်ကပတ်တော်လေးကမပြောထားလဲဆိုတော့ရှင်ယောခရစ်ဝင်အခန်းကြီး3အငယ်18မှာမပြောထားလဲဆိုတော့ရှင်ယောခရစ်ဝင်အခန်းကြီး3အငယ်18လောကီဓာတ်တို့အား ြစ်စီရင်ခြင်းကအရာသခင်သည်တားတော်ကိုဤလောကသို့ဆေလွတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုတော်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းဆေလွတ်တော်မူ၏အာမင်ဟာလေလုယာယေရှုခရစ်တော်လောကကိုကြွလာရတဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့လူသားအလုံးကိုကယ်တင်ဖို့ရအတွက်ဖြစ်ပါတယ်မိတ်ဆွေ လူသားအားလုံးကိုကေတင်ခြင်းပေးဖို့ရန်အတွက်ယေရှုခရစ်တော်ကလောကကိုကြွလာခဲ့တာဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ကလောကကိုကြွလာတဲ့အခါမှာလူသားတွေကို အပြစ်စီရင်ဖို့အတွက်အပြစ်ရှိတဲ့သူတွေကို အပြစ်စီရင်ဖို့အတွက်လုံဝလုံဝမဟုတ်ပါဘူး။ဒီအရာအဖြစ်ကျွန်တော်ရဲ့မိတ်ဆွေညီကိုမောင်နှမတွေကို နားလည်စေချင်ပါတယ်။ဖခင်သခင်ကကျွန်တော်တို့ကိုစီရင်ဖို့ရအတွက် သားတော်ကိုဈေးလွှတ်ခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့အပြစ်သားတွေကိုအဲ့ဒီအပြစ်တွေကနေရွေးနှုတ်ကယ်တင်မှုရအတွက်သခင်ယေရှုခရစ်တော်ကိုကျွန်တော်တို့အတွက်ဈေးလွှတ်ပေးခဲ့တာဖြစ်ပါတယ်အကြောင်းမိတ်ဆွေအဲ့ဒီယေရှုခရစ်တော်ကိုကျွန်တော်တို့ရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ကျွန်တော်တို့ကယုံကြည်လက်ခံဖို့ရအတွက်ဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး1အငယ်30မှာလည်းအပြောထားလဲဆိုတော့ ထို့သူကိုလက်ခံသမျှသည်ဟုသောကိုရောကိုယုံကြည်တော်သူအပေါင်းတို့သည်တဲ့ဘုရားသခင်ဤသားဖရာတော်အခွင့်ကိုပေးတော်မူ၏အာမင်အဲ့ဒီယေရှုခရစ်တော်ကိုသင်ယုံကြည်လက်ခံတဲ့နေ့ကနေစပြီးတော့သင်ကပြစ်တာမဟုတ်တော့ဘူးအဲ့ဒီယေရှုခရစ်တော်ကိုသင်ယုံကြည်လက်ခံတဲ့နေ့ကနေစပြီးတော့သင်ဟာဘုရားသားဖြစ်သွားပြီဆိုတာကိုပြောပြချင်တာဖြစ်ပါတယ်မိတ်ဆွေအကြောင်းကျွန်တော်တို့ဆူတောင်းတဲ့အခါမှာကျွန်တော်တို့ရဲ့ ယုံကြည်သူတွေကဆူတောင်းတဲ့အခါမှာကျွန်တော်တို့ဆူမတောင်းခင်မှာကျွန်တော်တို့ကအပြစ်သားဖြစ်ပါတယ်လို့ကျွန်တော်တို့ကပြောပြီးတော့ကျွန်တော်တို့ဆူတောင်းတက်ကြတယ်အဲ့ဒီຢာကလုံးဝမားပါတယ်မိတ်ဆွေသင်ကအပြစ်သားဟုတ်တယ်မှန်တယ်ဒါပေမဲ့ယေရှုခရစ်တော်ကိုသင်ယုံကြည်လက်ခံတဲ့ နေ့ကနေစပြီးတော့သင်ဟာယေရှုခရစ်တော်အဖြစ်ဖြောင့်မတ်တော်သူယေရှုခရစ်တော်အဖြစ်သင်ဟာအပြစ်လွတ်တော်သူယေရှုခရစ်တော်အဖြစ်သင်ဟာမင်္ဂလာရှိတော်သူယေရှုခရစ်တော်အဖြစ်သင်ဟာအပြစ်တင်ခြင်းနဲ့ကင်းလွတ်တော်သူယေရှုခရစ်တော်အဖြစ်သင်ဟာဖြောင့်မတ်တော်သူယေရှုခရစ်တော်အဖြစ်သင်ဟာဘုရားသားဖြစ်သွားပြီးအပြစ်သားလုံးဝမဟုတ်တော့ပါဘူးဒါကြောင့်ဆုတောင်းတဲ့အခါမှာယေရှုခရစ်တော်ဘုရားကျွန်တော်ကိုလွတ်မြောက်စေလို့ဘုရားတခင်ရဲ့သားဖြစ်ရတော်ခွင့် ပေးလို့ဂျေဇူးတင်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကဆက်ပြီးတော့ဆူတောင်းပွေရတဲ့ဖြစ်ပါတယ်၆မှတ်သောသူတယောက်ရဲ့ဆူတောင်းတဲ့ကိုဘုရားသခင်ကအဖြစ်ပေးမှဒေချာတယ်အာမင်အကြောင်းယေရှုခရစ်တော်ကိုသင်ယုံကြည်လက်ခံတဲ့နေ့ကနေစပြီးတော့သင်ဟာဘုရားသားဖြစ်သွားပြီးသင်ဟာလုံးဝအဖြစ်သားမဟုတ်တော့ပါဘူးယေရှုခရစ်တော်လောကကိုကြွလာတဲ့အခါမှာအဖြစ်သားတွေကိုကေတင်ဖို့ရတဲ့ချက်တဲ့အကြောင်းအဲ့ဒီယေရှုခရစ်တော်ကိုသင်ယုံကြည်တဲ့နေ့ကနေစပြီးတော့သင်က ကေတချင်းခံရတဲ့သူအပြစ်သားလုံးဝမဟုတ်တော့ပါဘူးဆိုတာကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်။ရောက်ချင်းစီတိုင်းပုံမှာဖျားသခင်အထူးကောင်းချီးပေးပါစေ။အာမင်။